အဲဒီနေ့ဧပြီလ24ရက်နေ့ဖြစ်ပါတယ်မလ28ရက်နေ့ကငလင်းတန်းကြောင့်မန္တလေးသာသနာ2500ဓမ္မယုံကြီးပြုကြတဲ့အခါမှာယူဘွားတော်တွေကိုပြစ်ဆောင်ထားတာဖြစ်ပါတယ်ဒါအရာကြီးစံကြောင်းတော်ဖြစ်ပါတယ်နော်ယာယီသန္တာကုတိတဖြစ်ပါတယ်ခုမြင်တွေ့နေရတဲ့အတိုင်းပါပဲခါယာယီကျောင်းတော်မှာသတင်းသုံးနေရတဲ့ယူဘွားတော်တွေအနေအထားကိုချက်ပြုကြည့်လိုက်ပါနော် အဲဒါတွေကတော့အပြည့်စီးပြပါလေသာသနာ2500ဓမ္မရောကနေဖတ်လာတဲ့အပြည့်စီးပြပေါ့ဗျာအထူးသဖြင့်အမိုးတွေတိုင်နေအဲ့ဒီကနေဆက်သွားပြီးတော့74လမ်းမကြီးအရှိတ်ဘက်မှာသာသနာ2500ဓမ္မရောရှိတာပါနော်အရှိတ်ဘက်ပလဖောင်းပေါ့ဓမ္မရောတစ်ဖက်ဆိုးဝင်တယ်မဒါကတော့ချေအောင်ရေတွင်းပေါ့တိုင်ကလေးတွေပဲပြည့်စီးရပါနော်โอเคဟိုခါတော့ဒီလိုရေတွင်းတွေကိုပဲမိခိုးရတာပေါ့ဗျာ ဟိုကားတွေသွားလာနေတာတော့ဗိုလ်ချုပ်လန်းလို့လည်းခေါ်ပါတယ်နော်ဆက်ဆက်လေးလန်းလို့လည်းခေါ်ပါတယ်ဗျာအဲရနေတန်းသားဈေးကျို့ရောက်တာပေါ့ဗျာနိုင်ပြင်းတို့ဈေးကျို့တွေအဲအဲ့ဒီမှာညာဘက်ကိုတစ်ချက်ရှိုးပါမယ်ဗျာအဲ့ဒီမှာဘဟိုးကြီးနဲ့ပြင်ဆင်ထားတာတက်လိုက်ရအောင်အဲ့ဒါသာသနာ2500ဓမ္မယုံကြီးပါပဲသာသနာ2500ဓမ္မယုံ2500ဆိုတဲ့ဒဏ္ဍာရီတော့ရှိသေးတယ်ဗျာဟိုမှာတော့တက်နေရဒီမှာလည်းတက်နေရဟိုဘက်မှာလည်းတက်နေကဲသာသနာတော့ နှစ်2503ကဆောက်လုပ်ခဲ့တဲ့ဓမ္မယုံဆိုတော့ဒီကနေ့သာသနာတော်နှစ်က2568ပြဒါတန်68နှစ်ပြည့်သွားတဲ့ဓမ္မယုံပေါ့ဗျာခုကစုံလာပြည့်ဆိုရင်တော့တန်69နှစ်ပြည့်မှာเนาะအဲအဲ့တော့69နှစ်ရောက်လူနေပါမှာဒီဓမ္မယုံကြီးနေခတ်သွားတာနင်းတဲ့အတိုင်းပါပဲ2005လေးဂျုံးပြတ်နေပါလေဗျာ ုတ်ကလည်းခေအုတ်တွေပါရှေးအုတ်တွေမဟုတ်ပါဘူးအထက်ကလည်းအမြင်ကြီးမဟုတ်ပါဘူးတစ်ထက်တည်းပါဒါဆိုရင်ဒီကြီးထက်ရတာသူ့ရဲ့အမြင်ဆုံးနေရာပါနော်အဲမဲ့ဒီစာဦးကအခုလိုပြကြသွားတာပါဗျာကူအမဖြိုးမဖျက်သေးတဲ့နေရာကိုကြည့်လိုက်ပါအောင်နော်ဒါတော့ပြုတ်ပြတ်ပြီးတော့ထားပါလားအဲ့ဒါမပြုတ်မဖျက်သေးတဲ့ငလင်းတန်းကြောင့် ပြုတ်ကျသွားတဲ့အစိတ်ပိုင်းဒါကတော့ပြုတ်ဖြတ်ထားတဲ့အစိတ်ပိုင်းကဲဒါကတော့သာသနာ2500ဓမ္မယုံကိုနောက်ဖက်ရှုတော့ကနေရိုက်ကူးထားတော့ပါနော်နောက်ဖက်တဲတဲ့အမိပိုင်းကနေရိုက်ကူးနော်အားတော့မနေ့ကပြုတ်ဖြတ်ထားတဲ့စိတ်ရန်တရားကြီးတွေပါဗျာပြီးတော့ဓမ္မယုံအတွင်းမကိုတစ်ချက်သွားပါမယ်အားတော့သာသနာ2500ဓမ္မယုံ တနင်္ဂနွေနေ့တော့အနေရိုက်ခဲ့တာနော်တနင်္ဂနွေဆိုတော့အရှိမြောက်တော့ဒီမဲ့ကြည့်ကြမယ်ကွာအဲ့ဒါအရှိဘက်ကိုရောက်သွားပါပြီအရှိဘက်နက်နက်စာတနည်းဖြင့်နောက်ကျောအနေနဲ့ဒီသဘာဝကြီးမှာဦးဇင်းတို့ရဲ့ရေကြီးလေးမှာတင်နာရရှိပြီးပုတ်ချဘူးလေဥပဒေတင်နာနေပုတ်ချဘူးလေမာယုံနဲ့ခဏဝင်ကြပါမယ်နော်အဲအဲ့ဒီမှာ တန်ခါစင်းနဲ့ဖျားကန်းကိုမြင်ပြရမှာနော်အားတော့တန်ခါစင်းပါဗျတန်ခါစင်းကတိတ်မမြင်ပါဘူးနော်အဲ့မဲ့နောက်ကဖျားကန်းရှိပါတယ်အဲ့မဲ့ဖျားပလင်တော်တွေပြည့်စုံနော်အလုံးရောတပွားတော်50ပထမဦးဆုံးပြုမြင်ခဲ့တဲ့သာသနာ2500စာတန်းပါတပွားတော်တွေကအဲဒီပလင်ပေါ်ကနေပြီးတော့ပြန့်ဆောင်ထားတာပါနော်2019ခုနှစ်ကတပိတ်စကန်းဖွင့်လို့ အကြံဖတ်ဖြိုခွင်းခံရတာဒီမြမယုံကြီးမှာရှင်းပါတဲ့တပည့်ကောင်ပေါ်ဗျာဒါဥပန်းလို့အခုဒီပြည်များနေတဲ့ပောက်ကိုတော်လို့ပါဝင်လာပါတော့နော်အိနာဝီကလက်ကူလူသမီးတယောက်အကြံဖတ်ခံရတာခါရမြင်မဲမိလိုက်တဲ့သူလို့တတိယအောင်ပါနော်ဒါဒီဓမ္မယုံနဲ့တော့မဟုတ်ပါဘူးဓမ္မရဲ့မျက်နှာစာဓမ္မရဲ့ရှစ်တက်တဲ့ဓမ္မယုံဝင်းထဲမှာပဲမန္တထိုးပြီးတော့ငင်းချမ်းသွား ဆန္ဒပြခဲ့ကြတာနော်ဆန္ဒပြပြီးနေရကြော်ကြ၃ရက်မြောက်ဓာကြီးသင်အားသုံးပြီးစပ်ပခံရတယ်။အဲမျက်နှာကြက်တွေလည်းကြည့်တော့သူကအပြက်စီးတွေလည်းကြည့်မဖြိုးမဖျက်သေးတဲ့အဆောက်အဦတွေကနေပြိုဖျက်ပြီးတဲ့အဆောက်အဦကိုလန့်ရိုက်အရှင်မြင်တွေ့ရတဲ့အဆောက်အဦတစ်ခုကတော့ဓမ္မယုံကြီးပါပဲ။အဲဒီမှာ င်းတော့30လို့တတာတိကရန်ရှင်တဲခုဓမ္မယုံတတာတိကဓမ္မယုံเนาะအဲမှာကောင်းမှုရှင်နေလဲပါပါဗျာဒီကနော်ဗရမစေတတ်နေဝိဇာပါလာစေတတ်ဒီသားစုများအင်္ဂလိပ်လိုဆိုရင်တော့1980ခုပေါ့ဗျာအခုတော့54နှစ်ကြာသွားပြီဒါတော့တတန်းနုလို့နဲ့ဒီပါလေနှစ်ထပ်ဆိုရင်လည်းပလာစတာလေးကြီးกว่าတာတော့ပဲရှိပြီးတော့ပြုတ်ပြတ်မသွားဘူးเนาะ ဒီတထဓမ္မယုံကတော့တတန်ရင့်လို့နဲ့တူပါလေညာပြိုပြတ်သွားတာအဲဓမ္မယုံဝင်းတဲ့မှာနုနယ်တန်ခါနိုင်ကအဖွဲ့လုံငန်းကိုလည်းပြည့်အောင်နော်အဲတို့ကတော့တထအဆောက်ဦးလေးဆိုတော့တိတ်ပြတော့မပြောပါလောက်ဘူးပေါ့အဲတော့အဘနာ2005ကဒီရတနာဗိမာန်တော်တဲ့ဘန္နာကရေကြာသူကလည်းအကောင်းမကတိပါဗျာခုမြင်ကြရတဲ့အစ်ပုံကြီးကတော့ ျက်စီးသွားတဲ့သာသနာ2500ဓမ္မရုံနဲ့လည်းဆက်ထုတ်ကြတာ။တိုင်နေနဲ့ချက်ဒီတကားတွေအများပြည်သူတွေမြင်တွေ့ရအောင်မှတ်တမ်းတင်လာခြင်းဖြစ်ပါတယ်။